တက်ပြက်ပါတီရုံထားဖို့လဲစားနေတဲ့ရွေးကောက်ပွဲအပိုင်းတည်းရွေးကောက်ပွဲနဲ့ဆက်ဆက်တဲ့ကချင်ပြည်နယ်နိုင်ငံရေးနောက်ခံအာနာဒိန်းစစ်တပ်မျက်နှာတာပေးတလောက်တာ အန်ဒီရဲ့ကင်းကင်းဝင်ကလို့ရတဲ့နိုင်ငံရေးအခင်းကျင်းအတွက်ကချင်ပြည်နယ်မှာလည်းဗိုလ်ချုပ်ကြီးတွေကြိုးဆွဲရာကမဲ့နိုင်ငံရေးပါတီနဲ့အမေရိကန်နိုင်ငံရေးသမားတွေတော်တော်များများ 2030နောက်ပိုင်းမှာတွေ့လာရပါတယ်။ဒီပါတီတွေကကချင်ပြည်နယ်အခြေစိုက်ပါတီတစ်ခုဖြစ်တဲ့ဒီမိုကရေစီ ပါတီတဲ့ကချင်အကြောင်းကို ပထမဦးဆုံးတင်ပြလိုပါတယ်။ဒီမိုကရေစီ ပါတီတဲ့ကချင်အင်္ဂလိပ်လို New Democracy Party ကချင် အတူကောက်အနေနဲ့ NDP ကချင်ပါတီဟာရခိုင် New Democratic Army ကချင်ကိုအာမေးနီးယားမှာပါတီလို့ပြောင်းလိုက်တဲ့ပါတီတစ်ခုဖြစ်ပါတယ်။ New Democratic Army ကချင်း NDAK ဆိုတာ KIA ရာရှိငယ်ဘဝမှာဗမာပြည်ကွန်မြူနစ်ပါတီဘကပထံပတ်ပြောင်းသွားပြီးဘကပပြိုကွဲပြီးနောက် NDAK ဖွဲ့ပြီးစစ်တပ်နဲ့ငြိမ်းချမ်းရေးယူသွားတဲ့အဖွဲ့ဖြစ်ပါတယ်။အဲဒီနောက်2009ခုနှစ်မှာ NDAK အဖွဲ့ဟာနေကြာဆောင်တက် BGF ဖြစ်အတွင်ပြောင်းသွားပြီးခေါင်းဆောင်ဖြစ်သူဦးစခုံတိန်ရင်ဟာ2010ရွေးကောက်ပွဲမှာ တတိပုဂ္ဂလကိုယ်စားလှယ်လောင်းဖြစ်ဝင်ပြိုင်ခဲ့တယ်လို့ရခင်တုလူဟောင်းနေနဲ့ပြည်သူစစ်အဖွဲ့ကိုပြန်ဖွဲ့စည်းခဲ့ပြီးနိုင်ကဝင်လောက်ပါတယ်တုဒါအပါဝင်တုလူတွေနဲ့စစ်တပ်လောရာကမဲ့ဇက်ဆောင်လူတို့ချို့ပူပေါင်းပြီးစီလုံးညီညွတ်ရေးနဲ့ဒီမိုကရေစီပါတီ ကချင်ပြည်နယ်စတာကကိုဖွဲ့ပြီးရွေးကောက်ပွဲဝင်ပြိုင်ခဲ့ကြပါတယ်ဒီစတာကရဲ့အကွက်ထားဟာလက်ရှိစစ်ကောင်မရှင်ရဲ့ကချင်ပြည်နယ်ဝန်ကြီးချုပ်လုပ်နေတဲ့ဥက္ကဋ္ဌထိန်းနှံဖြစ်ပါတယ် နောက်ထပ်လူတိများတဲ့လူတို့အူကတော့စစ်ကောင်စီအဖွဲ့ဝင်တွေမှလည်းပါခဲ့ပြီးလက်ရှိစစ်ကောင်မရှင်ရဲ့ဗဟိုအကြံပေးအဖွဲ့ဝင်ဖြစ်တဲ့ဒေါ်ရဲဘူးဖြစ်ပါတယ်။အာနာရှင်စစ်တပ်ရဲ့နိုင်ငံရေးဇက်ကွက်တွေထဲမှာဝင်ကားဒူရီအနေနဲ့ကချင်ပြည်နယ်ကလူတိများတဲ့ဇက်ဆောင်နှုတ်ဖြစ်ပါတယ်။မနောတိုင်းပါတီလို့တီးခဲ့ကြတဲ့စီလုံးညညရေးနဲ့ဒီမိုကရေစီပါတီကချင်ပြည်နယ်စရကပါတီအမည်နဲ့2010နဲ့2015ရွေးကောက်ပွဲတွေမှာရှင်ပြိုင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲနှစ်ကြိမ်စလုံးမှာကိုစလေလောင်းဥယျာဉ်အတူတူကိုဦးနဲ့တာဝင်ရောက်ရှင်ပြိုင်ခဲ့ကြပေမဲ့တစ်ကြိမ်နဲ့တစ်ကြိမ်ရှင်ပြိုင်တဲ့ပုံတံတန်တွေကတော့အနှဲငယ်ကွဲလွဲခဲ့တာကိုတွေ့ရပါတယ်။2010ရွေးကောက်ပွဲမှာပါတီတဲကအဓိကကျတဲ့ပုံကိုယ်တွေလွတ်တော်ကိုစလေဖြစ်လာဖို့ဦးစားပေးရှင်ပြိုင်ခဲ့တယ်လို့တွေ့ရှိရပါတယ်။တကယ်လည်းပဲအမျိုးသားလွတ်တော်မှာပါတီဥက္ကဋ္ဌဦးခတ်ထိန်နံပြည်သူ့လွတ်တော်မှာဒေါ်ဒွဲဘူး ပြည်နယ်လွတ်တော်မှာအင်ဂျန်ရံမြို့နယ်ကဦးအလေးပါခြိပွေမြို့နယ်ကဦးစခုံရင်းဆောင်တို့လေးဦးလွတ်တော်ကိုယ်စားလှယ်တွေဖြစ်လာခဲ့ကြပါတယ်2015ရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်း9ဦးထဲက6ဦးဟာပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အတွက်ပြည်နယ်လွတ်တော်မှာအဓိကထားရှင်ပြိုင်ခဲ့တဲ့သဘောလို့တွေ့ရှိရပါတယ်ရွေးကောက်ပွဲနှစ်ကြိမ်စလုံးမှာတွေ့ရတဲ့ထူးခြားချက်တစ်ခုက စာရကပါတီဝင်ပြိုင်တဲ့မဲဆန္ဒနယ်တွေမှာ ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး USDP ပါတီရှင်ပြိုင်ခြင်းမရှိဘဲရှောင်ထားပေးတာကို တွေ့ရပါတယ်။2015ရွေးကောက်ပွဲမှာပြည်내လွတ်တော်မဲဆန္ဒနယ်ရီဖြစ်တဲ့ဗမော်အမတ်1နဲ့မိုးမောက်အမတ်2နေရနေရနေရမှာ USDP ဝင်ရောက်ရှင်ပြိုင်မှုရှိခဲ့တာကစိတ်မချရတဲ့အခြေအနေတွေကြောင့်ဖြစ်လိမ့်မယ်လို့ယူဆပါတယ်။ဒါပေမဲ့အများသိကြတဲ့အတိုင်း2015ရွေးကောက်ပွဲဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကြောင့် ၎င်းတို့ရဲ့အကူကြီးဖြစ်တဲ့ USDB ပါတီတောင်းတိတ်ခါဆဲစရာမရှိတော့အောင်ရှုံးနိမ့်သွားခဲ့တယ်လို့ပဲစာရကပါတီလည်းဥစခုံတိတ်ရင်ရဲ့တားဥစခုံရင်ဆောင်ကပဲ၎င်းမုံပိုင်းဆွဲထားတဲ့ချီဝေမျိုးနဲ့အမတ်နဲ့ပြည်နယ်လွတ်တော်မဲဆန္ဒနယ်မှာအနိုင်ရခဲ့ပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကြောင့်ရွေးကောက်ပွဲရှုံးနိမ့်မှုတန်ကိုမခံနိုင်ပဲပွက်လောရိုက်ခဲ့တဲ့အထဲကချင်ပါတီတွေလည်းပါခဲ့ပါတယ်အဲဒါကြောင့် ရွေးကောက်ပွဲအပြီးမှာပါတီပေါင်းစည်းရေးလှုပ်ရှားမှုကစုညံလာခဲ့ပါတယ်။ဒီကချင်ပါတီပေါင်းစည်းရေးဖြစ်စဉ်ကြောင့်စာရကပါတီဟာ ပါတီကိုဖျက်သိမ်းပြီးပေါင်းစည်းပါတီတဲ့ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP တဲ့ပူးပေါင်းတွားပါတယ်။ဒါပေမဲ့စာရကပါတီတဲကဥစခုံတင်ရင်ရဲ့ NDAK နောက်ခံရှိကြတဲ့ပါတီဝင်တွေကတော့ပူးပေါင်းခြင်းမရှိဘဲဒီမိုကရေစီပါတီတဲ့ကချင် NDP ကချင်ကိုဖွဲ့စည်းပြီး 2020ရွေးကောက်ပွဲမှာဝင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ NDP ကချင်ပါတီဟာရခိုင် NDAK နဲ့စစ်အစိုးရငြိမ်းချမ်းရေးယူပြီးကချင်ပြည်နယ်အထူးဒေသတစ်နယ်မြေတက်မှတ်ချက်တွေမှာပါဝင်တဲ့စော့လော်၊ချီဝေနဲ့ဝိုင်းမော်မြို့နယ်တွေကိုအခြေပြုပြီးနယ်မြေချင်းထိဆက်တဲ့အင်ဂျန်ရံမြို့နယ်ကိုစီယုံရေးနယ်မြေဖြစ်လှုပ်ရှားခဲ့တဲ့ပါတီဖြစ်ပါတယ်။2020ရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်း၈ဦးရှင်ပြိုင်ခဲ့ပြီး အမျိုးသားလွတ်တော်တနေရာနဲ့ပြည်နယ်လွတ်တော်တနေရာတာအနိုင်ရခဲ့ပါတယ်။အမျိုးသားလွတ်တော်မဲဆန္ဒနယ်မှာအနိုင်ရသူဟာအခု2025ရွေးကောက်ပွဲမှာအမျိုးသားလွတ်တော်မဲအများဆုံးရသူအနိုင်ရစ်နဲ့အမှတ်9မဲဆန္ဒနယ်ဝိုင်းမော်မြို့နယ်မှာရှင်ပြိုင်နေတဲ့ဥခော့တိတ်ဖြစ်ပါတယ်။နောက်တစ်ဦးကတော့ပြည်နယ်လွတ်တော်ချီဝေမြို့နယ်အမှတ်9မဲဆန္ဒနယ်မှာနိုင်နေကြဖြစ်တဲ့ဥစခုံရင်းဆောင်ဖြစ်ပါတယ်။ အခုစစ်ကောင်မရှင်ကြီးမှုကျင်းပမဲ့ရွေးကောက်ပွဲမှာ NDP ကချင်ဟာရခိုင်ရွေးကောက်ပွဲတွေထက်တုံးစကြော်ပိုတဲ့ကိုစလေလောင်း29ဦးထိရှင်ပြိုင်တွားဖို့ရှိနေပြီမဲ့ဦးစခုံရင်းဆောင်ကတော့ကိုစလေလောင်းအဖြစ်ပြန်လဲရှင်ပြိုင်တာမတွေ့ရပါဘူး NDP ကချင်ပါတီအတွက်အခြေအနေမဟန်တဲ့အချက်များ၁ပါတီရဲ့အဓိကအိမ်ကွင်းအမာခံနယ်မြေတွေကို တိမ့်ပိုက်ခံလက်လွတ်ထားရခြင်း၂ ပါတီရဲ့အဓိကခေါင်းဆောင်တဦးဖြစ်ပြီးရွေးကောက်ပွဲတိုင်းမှာအနိုင်ရခဲ့သူဦးစခုံရင်းဆောင်ပါဝင်ရှင်ပြိုင်မှုမရှိခြင်း၃ပြည်တော်စုကြန့်ခန့်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက2010နဲ့2015ရွေးကောက်ပွဲတွေတုန်းကလိုရှင်ပြိုင်ဘက်နေရာမှာရှောင်ပေးမှုမရှိခြင်း၄ဝိုင်းမော်မြို့နယ်တစ်ခုကလွဲရင်၎င်းတို့ဝင်ရောက်ရှင်ပြိုင်နေတဲ့မဲဆန္ဒနယ်တွေဟာ၎င်းပါတီအတွက်နယ်မြေတစ်တွေဖြစ်နေခြင်း၅2010ရွေးကောက်ပွဲနဲ့မတူတဲ့ စစ်ကော်မရှင်ရဲ့ရည်ရွယ်ချက်အောင်မြင်ဖို့ USDP ပါတီကလည်းကိုယ်စားလှယ်အရေးအတွက်အငမ်းမရလိုအပ်နေခြင်းစတဲ့အချက်တွေကြောင့် NDP ကချင်ပါတီကိုယ်စားလှယ်လောင်းတွေဟာစောက်ဖြစ်မှကြောင်းတကာဖြစ်မဲ့အိမ်ကွင်းမဲ့တက်ပြက်ပါတီဖြစ်နေပြီလို့တုံ့တက်ပါတယ်ဖြစ်လာနိုင်ခြင်းရခင်ကကချင်ပြည်နယ်ထူးဒေတာတင်နေမီမှာမင်းမှုခဲ့တဲ့ဦးစခုံတင်ရင်းနဲ့တားဖြစ်သူဦးစခုံရင်းဆောင်တို့ဟာစစ်ကောင်မရှင်လိုပဲ ဆုံးရှုံးခဲ့တဲ့နေမီတွေကိုပြန်လည်ရရှိဖို့စိတ်အားပြင်းထန်နေတာဖြစ်ပါတယ်။ဒါကြောင့်ဦးစခုံရင်းဆောင်ဟာမရေရာမတေချာတဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်နေမဲ့အစား၎င်းတို့တာဖကိုတစ်ဆာခံမဲ့ပြည်သူစစ်အင်အားတွေပြန်လည်စုစည်းလှုပ်ရှားမှုကို အားစိုက်လှုပ်ဆောင်လာနိုင်ပါတယ်။လက်ရှိစစ်ကောင်မရှင်ရဲ့ကချင်ပြည်နယ်တရားစတာရေးရာဝန်ကြီးဖြစ်ပြီးပါတီဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ဦးတိန်ဆောင်ဟာပြည်နယ်လွတ်တော်မဲအများဆုံးရတို့အနိုင်ယူစနစ်မဲဆန္ဒနဲ့ ဝိုင်းမောင်မြို့နယ်မှာဝင်ရောက်ရှင်းပြိုင်နေပေမဲ့ USDB ဘက်ကလည်းနေရာလွတ်မပေးဝင်ပြိုင်နေတာဖြစ်တဲ့အတွက်အနိုင်ရဖို့မျှော်လင့်လို့မရပါဘူးနောက်တစ်ခုက2008ဖွဲ့စည်းပုံဥရေရပြည်နယ်ဝန်ကြီးတွေဟာလွတ်တော်ကိုယ်စားလှယ်မဟုတ်လဲဖြစ်နိုင်တဲ့အတွက်တကယ်လို့စစ်ကော်မရှင်ကဥတိန်ဆောင်ကိုဝန်ကြီးနေရာဆက်ပေးမယ်ဆိုရင်လည်းပြီးလို့ရပါတယ်စစ်ကောင်မရှင်ကရခိုင်ကချင်အထူးဒေတာတစ်နယ်မြေကိုပြန်လည်ထိုးပေါက်ဝင်ရောက်နိုင်ခဲ့ရင်တောင် ဦးစခုံတင်ရင်အိုစုတွေကိုအရင်လိုဒေတာရင်းမှာမင်းမှုခွင့်မပေးနိုင်တော့ဘူးလို့ထင်ပါတယ်။ခြုံပြောရမယ်ဆိုရင်လာရမကောင်းခဲ့တဲ့ NDP ကချင်ပါတီဟာအနာဂတ်မှာလည်းလာရကောင်းနိုင်နိုင်မယ်လို့မထင်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်လက်နက်ကင်ဘွားကနေမြေပေါ်နိုင်ငံရေးဘွားကိုအတွင်ပြောင်းခဲ့တဲ့ဖွဲ့စည်းရေးပဲ့ကင်ရှင်ဦးစခုံတင်ရင်ကိုတိုင်နီဘေးလမ်းပြကောင်းမဖြစ်ခဲ့ဘူးလို့ဆိုရပါလိမ့်မယ်။ဒီအကြောင်းကိုတော့နောက်ဆုံးပါမှာဆက်လက်တုံ့တက်သွားပါမယ်ခင်ဗျာ။